NUG အပေါ်မှာဒီအနာဂတ်အလားအလာဘယ်လိုရှိမလဲဆိုတာကိုလည်းသုံးသပ်ပေးပါအောင်ရှင်ဟုတ်နောက်ပိုင်းကျွန်တော်ပြောချင်တယ်ဗျတပိုင်းကဗာလဲဆိုတော့ပြီးခဲ့တဲ့ပေါ့နော်တမတော်ကနေပြီးတော့ခဏနိုင်ငံရေးအာဏာကိုထိန်းလိုက်တဲ့ကာလပေါ့ရော၄နှစ်ကျော်ကာလ NUG ရဲ့လှုပ်ဆောင်မှုပေါ့ဗျာနောက်အနာဂတ်မှာသူဘယ်အနေထောက်ရောက်သွားတယ်လေပေါ့တပိုင်းလေးကျွန်တော်ပြောချင်တယ်ပေါ့ပြီးခဲ့တဲ့၄နှစ်ကျော်ကာလမှာတော့နိုင်ငံကတော့တော်လေးနှောက်ယှက်ပေးလိုက်တယ်နော်ဒီနေ့ PDF တို့ဘာတို့ကိစ္စရက်တွေ ောက်တိုင်းရင်းသားလက်နက်ကဲတချို့เนาะ LG နဲ့ဆက်စပ်ရှိပါတယ်ကျွန်တော်တို့နိုင်ငံကိုတော့တော်တော်ကြီးတော့တကပေးလိုက်ပါတယ်ဒါပေမဲ့ဘလောက်ထိပေးနိုင်တယ်လဲလို့ပြောလို့ရှိရင်အဲပရမဘိုင်းတော့ကျွန်တော်အလင်းငိုင်နေနေမိတာပေါ့ဗျာအဲနောက်ပိုင်းကျတော့တတ်မတော်ကနေလို့စီရေးရအများကြီးအသာစီးကြပါပါပြီเนาะအဖြေကလည်းရှင်းသွားပါပြီအားလုံးလည်းသိပါတယ် တော့ NUG ကဘယ်လောက်ကြီးလုံနိုင်တယ်လို့ပြောရှင်သူအတိုင်းတာတစ်ခုထိလောက်ပဲလုံနိုင်တယ်။နောက်သူရဲ့ရီမန်းချက်ရွယ်ချက်ကိုအောင်မြင် ပေါင်းပြောင်းအောင်လို့လုံးဝမလုံနိုင်ခဲ့ဘူး။နော်ဒါပြီးခဲ့တဲ့အပိုင်းပေါ့ကျွန်တော်လူလူရှင်းပဲပြောပါပါနော်။အန္တရာယ်မှာမဖြစ်မလဲတဲ့။အဘသူတွေဘလောက်ပဲကျွန်တော်နှောက်ရှက်ရှက်ပြုတ်ောက်ပေါ်ရတော့ပြီးသွားမှာတော့ပေါ်ရနေပြီးတော့ဖြစ်ပေါ်လာတဲ့အစောအသစ်တက်လာမှာပေါ့အဲ့ကြရင် NUG ဘယ်ရောက်မလဲတဲ့ကျွန်တော်တနှစ်ကျော်လောက်ထဲက 2026မှာ NUG ပျောက်မယ်လို့ကျွန်တော်ကြိုးပြီးရေးတယ်။ဒါဘလို့ပျောက်မလဲတော့ကျွန်တော်မရေးဘူး။နော်ရေးဖို့မသင့်သေးတဲ့အချိန်မို့လို့ပေါ့ဗျာ။အဲရွေးကောက်ပွဲဖြစ်လာတယ်ဗျာအစိုးရတက်တက်လာတယ်။ရွေးကောက်ပွဲကတစဉ်ဖြစ်လာတဲ့အစိုးရဖြစ်တဲ့အတွက်ကြောင့်မလို့ legitimate စီပေါ့တရားဝင်မှုရပါပြီ။အဲ့တော့ဘသူထောက်ခံမလဲလို့ကြေးလိုက်လို့ရှိရင်သိကြတယ်ဗျာ။ခင်ဗျာတရုတ်ထောက်ခံမယ်ဗျာ။နောက်တစ်ခါကျွန်တော်ရုရှားထောက်ခံမယ်ဗျာ။ Belarus ထောက်ခံမယ်ဗျာ။နောက်တစ်ခါအဲ SEO ဆိုတဲ့ရှန်နိုင်းပူပေါင်းဆောင်ရွက်ရေးအဖွဲ့အဲ့ဒီနိုင်ငံတွေထောက်ခံမယ်ဗျာ။ bricks တွေကျွန်တော်ထောက်ခံမယ်ဗျာ။ဒါကျွန်တော်ရွေးကောက်ဝယ်ပြီးလိုက်တာနဲ့ကျွန်တော်နိုင်ငံရဲ့เนาะအစိုးရအသစ်ကိုထောက်ခံမယ်ဟာအများဖြစ်ပါပြီ။အဲ့တော့စန့်ကျင်မဲ့အင်အားရှိတဲ့ကျွန်တော်နိုင်အောင်ကြည့်မယ်ဆိုရင် US ပြောလို့ရတယ်ပေါ့เนาะ US ကဒီနေ့ US မှာလဲကျွန်တော်တို့က Trump ရဲ့အနေအထားကိုကြည့်တဲ့အခါကျတော့မြန်မာနိုင်ငံကိုကြီးကြီးမားမားသူ့ရဲ့မူဝါဒကနှောက်ယှက်ပေးဖို့မလုပ်ခဲ့လဲလို့ပြောရင်အဲ့လောက်ကြီးတော့မလုပ်ခဲ့ဘူး။ အကြ CIA တို့ကတော့ကိစ္စရောက်ကြောင်းပြောတော့ဘူးเนาะအစိုးရအနေနဲ့ပဲကျွန်တော်ပြောမယ်ဆိုတော့သူကဗာလဲလို့ပြောရင်ကျွန်တော်ကကုကျိုးစီဝါပဲဗျအမေရိကန်ကျွန်တော်တို့အကျိုးစီဝါဖြစ်မယ်ဆိုခဲ့လို့ရှိရင်ဂျာနာဖြူရင်လည်းဖြူလို့ရတယ်မဲရင်လည်းမဲလို့ရတယ်ထူထူရကြလေးတစ်ခုရှိတယ်ဗျအဲ့ဒါအဲကျွန်တော်တို့သူ့တန်ယုံတွေကိုဘာညွန်ကြားထားလဲဆိုလို့ရှိရင်နိုင်ငံကြီးရဲ့ရွေးကောက်ပွဲမှာကိုကဝင်ရောက်ဆက်ဖက်တာတွေဟန်တာတွေမလုပ်ပါနဲ့ အဲ့ဒီအဖေကထွက်နေပြီအဲ့တော့ဘာကြောင့်သူတို့မသိတာလဲမသိတာလားမသိကြအောင်ဆောင်းတာလားကျွန်တော်တို့မသိဘူးရွက်ကောက်ပွဲပြီးလာပြီနောက်နှစ်လမှအဖေထွက်မယ်နော်အစိုးရအသည့်ဖွဲ့ရာပြူရာလွှတ်တော်ခေါ်တာဒါတော့ကျွန်တော်တလားလောက်နလားလောက်ကြာရင်လဲကြာကောင်းကြာမှာပေါ့အဲ့ဒါပြီးရနဲ့ကျွန်တော်နိုင်ငံရဲ့ရွက်ကောက်ပွဲနဲ့ဖြစ်လာတဲ့အစိုးရကိုနိုင်ငံအများများကအတိမပြုတ်လိုက်ပြီးဖြစ်တဲ့အတွက်ကြောင်းမလို့ legitimacy ဆွဲတရားဝင်မှုရသွားပြီအဲ့တော့ NU ဖေးရောက်သွားမယ်အဲ့တော့ကျွန်တော်တို့နိုင်ငံတကာနဲ့ဆက်ဆံဖို့ထိတွေ့ဖို့ နောက်တကအမေရိကန်ရဲ့အကျိုးစီးပွားအတော်အသင့်ရနိုင်ဖို့အတွက်ကိုဘယ်အစိုးရကကျွန်တော်တို့ကအောက်ထက်ပေါ်ပေးနိုင်မလဲနိုင်ငံသားဆက်ဆံရေးကိုဖြစ်လာတဲ့အစိုးရပဲလုပ်ပေးမှာပဲလေ။အန်ယူရတရားမဝင်တော့ဘူးလေ။ automatically သူကပြေးရောက်သွားပြီ။ဒါမှမဟုတ်ကျွန်တော်ကပြောတဲ့ energy ပြေးရောက်ပါမယ်လို့နော် energy 2026ကျရင်မရှိတော့ပါဘူးလို့ပြောတာပေါ့နော်။အဲ့တော့ energy အနေထားအဲ့လိုရှိပါတယ်။